အေအေအဖွဲ့ကအသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုလူသစ်စုပြီးတင်နန်းပေးနေတာဝန်ခံလိုက်ပြီးဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်စစ်ပေးပါမယ်။ရှနိုးကွင်းနောင်ရိုးဟစ်တိုင်းကြော်ကြီးရွှေနေကြမှိုင်းဝေကိုတက်ဘာညိုဒဇင်ဦးကြော်စွာကကဟန်နဲ့ဟန်ငိန်ဦးစတဲ့ Telegram Channel တွေကနေအများပြဖြန့်ဝေနေရပဲဖြစ်ပါတယ်။ဒါအပြင် ARF Barmy ဆိုတဲ့ Facebook Page မှာလည်းဒီအကြောင်းအရာကိုဖြန့်ဝေထားပါသေးတယ်။ ဒီဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာကလေးတွေရဲ့ဓာတ်ပုံတွေနဲ့အတူဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာရခိုင်ပြည်နယ်မြောက်ပိုင်းကြောက်တော်မြို့နယ်ကကိုပိုင်အထက်တန်းကျောင်းတစ်ခုကိုစစ်တပ်ကစက်တင်ဘာလ12ရက်နေ့ကဘုံကျဲခဲ့လို့ကျောင်းသူကျောင်းသား20ကျော်ထိခိုက်သေဆုံးခဲ့ရတယ်လို့ DVB နဲ့လွတ်လပ်ပြင်းကြီးစိတ်ချတဲ့သတင်းဌာနတွေမှသတင်းဖော်ပြထားပါတယ်။သေဆုံးသွားသူကလေးတွေထဲမှာ ဆက်တန်းနဲ့ဆက်နှစ်တန်းတက်ရောက်နေကြတဲ့ကျောင်းသူကျောင်းသားအများစုပါဝင်ပြီးဒေသခံတွေကိုမေးမြန်းပြီးသတင်းဖော်ပြထားတာပဲဖြစ်ပါတယ်။ဒေသခံတွေရဲ့ပြောဆိုချက်တွေထဲမှာကလေးတွေစာတင်နေတဲ့နေရာလို့အတည်ပြုထားပြီးရခိုင်တပ်တော် AA ကတင်နှန်းပေးနေတယ်လို့ပြောဆိုထားခြင်းမရှိပါဘူး။ကလေးတွေရဲ့ထိခိုက်ဒေဆုံးရတဲ့ဖြစ်စဉ်အတွက်တပ်ပုံတွေတင်မကပဲရုပ်သံဖိုင်တွေပါသတင်းတွေမှာဖော်ပြထားတာပါ။ဒါကြောင့် AA အဖွဲ့က အသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုလူသစ်စုပြီးတင်နန်းပေးနေတာဝန်ခံလိုက်ပြီးဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။ဆဲအုပ်စုလက်အောက်ခံလော်ဘီတွေဟာဒီလိုစာတင်ကြောင်းဘုံကျဲခံရတာနဲ့ပတ်သက်ပြီးမူရင်ခိုင်းစခန်းဖြစ်လို့ဘုံကျဲခဲ့တယ်ဆိုပြီးဖြန့်ဝေခဲ့သေးတယ်လို့သတင်းအမှားဖြစ်ကြောင်း DVB ဖတ်ချက်ကစစ်ဆစ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုရင်စစ်အုပ်စုလက်အောက်ခံလော်ဘီတွေဟာဖြစ်စဉ်တစ်ခုတည်းကိုပဲလိုရဆွဲရေးသားဝါရဖြတ်နေတာကိုတွေ့မြင်နိုင်ပါတယ်။ဒါကြောင့်အွန်လိုင်းကနေပြန့်နှံ့မှုမှန်သမျှကိုချက်ချင်းမယုံကြည်ဖို့အရေးကြီးကြောင်းသတိပေးလိုက်ရပါတယ်ရှင်။